မင်္ဂလာပါရှင်မိုးတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်လာရှုံမျိုးကနေ Google လက်နက်ကန်အဖွဲ့ MNDA တက်တွေပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် NASA ကဟာတောင်းလက်နက်ကန်အဖွဲ့ DNN တွေကိုရာဇသံပေးလိုက်တယ်လို့လူမှုကွန်ရက်မှာသတင်းတွေထွက်ပေါ်ခဲ့ပါတယ်ရုပ်သံဖိုင်ထဲမှာတော့ NASA ကဟာတောင်းလက်နက်ကန်အဖွဲ့ DNN တွေအဖွဲ့ကိုဘလို့မျိုးရာဇသံပေးထားလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့ Moda Media Channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါရှင်။ပရိသတ်ကြီးတရုတ်နိုင်ငံရဲ့ဂျာဝင်စေဆက်ပေးမှုကြောင့်ကိုကက် MNDA လက်နက်ကအဖွဲ့တွေလာရှောမျိုးကနေပြန်လည်ဆုတ်ခွာခဲ့ပြီးနောက်ရပ်ပိုင်းကြမှာပဲ။နားစကားဆိုရကတောင်းလက်နက်ကအဖွဲ့ TNN လေးကိုရာဇသံပေးလိုက်တယ်လို့သိရပါဗျ။လာရှောမျိုးအရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဧပြီလ21ရက်နေ့ကတရုတ်အစိုးရတာဝန်ရှိသူတွေ နာဆာကအစိုးရအဖွဲ့တာဝန်ရှိသူတွေကိုကန်လက်ကိုင်အဖွဲ့တာဝန်ရှိသူတွေတွေးဆောင်ဆွေးနွေးခဲ့ပြီးအဲဒီတွေးဆောင်ဆွေးနွေးပွဲတွင်တရုတ်အစိုးရတာဝန်ရှိသူတွေက MNDA ကိစ္စပြီးတရနယ်လီနဲ့ပတ်သက်တဲ့အစီအွေတရက်တရားလုံးမယ်လို့ပြောဆိုခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပြင်အဲဒီတွေးဆောင်ဆွေးနွေးမှုတွေသဘောတူညီမှုတွေရရှိခဲ့ပြီးအဲဒီသဘောတူညီမှုတွေတဲမှာမန္တလေးကနေမူဆယ်ထိ EAO အလုံးစုခွာပေးဖို့ တရက်နယ်လေးကိုထိမ့်ပေးဖို့ UWSA ကိုတာဝန်ပေးလိုက်တယ်လို့ကြောင်မဲပါဆုတ်ပေးဖို့တရက်နယ်လေးနဲ့ MNDA တိုက်ယူထားတဲ့မူဆယ်မန္တလေးကြားကမျိုးတွေကနေအကုန်ပြန်ဆုတ်ပေးဖို့စားတဲ့အချက်တွေပါဝင်ခဲ့တယ်လို့သိရပါဗျ။ဒါပြင်ပြန်ဆုတ်ရမယ့်အထက်မှာကိုခိုင်သိန်းနီတီဘောကြောင်မဲနောင်ချုံမျိုးတွေပါဝင်ပြီးတော့ MNDA ရောတရက်နယ်လေးပါအရေမူလနေရာကိုအကုန်ပြန်ဆုံးရွယ်ရှိနေတယ်လို့သတင်းလေထွက်ပေါ်ခဲ့ပါတယ် လာရှိုမျိုးကနေကိုကလန်နဲ့ကိုင်အဖွဲ့ MNDA တက်တွေပြန်လည်ဆုတ်ခွာခဲ့တာဟာတောင်းနနဲ့ကိုင်အဖွဲ့ TNL အဖွဲ့အတွက်ကြီးမားတဲ့ထိုးနှက်ချက်တွေဖြစ်လာဝဲရှိနေပါတယ်။တရုတ်အစိုးရကတောင်းလန်နဲ့ကိုင်အဖွဲ့ TNL အဖွဲ့ကိုပြန်ငါးပြက်ပုံစံမျိုးနဲ့ဖိအားပေးဝယ်ရှိတယ်လို့ UWSA နဲ့ MNDA အဖွဲ့တွေကတဆင့် TNL ကိုလက်နဲ့ခဲရန်နဲ့ကုန်စည်စည်းစိမ်မှုဖျက်ချောက်ပေးဖို့ဖိအားပေးဝယ်ရှိနေပါတယ်။ဒါကြတဲ့ဘက်မှာတော့ NASA ကလည်း တရနနေအဖွဲ့ကိုမျိုးတွေကပြန်လဲဆုတ်ဖို့စီရင်နေလန်နဲ့ဖိအားပေးဝယ်ရှိနေရလက်ရှိချိန်မှာ NASA ကတက်တွေဟာနောင်ကျုံမြို့ကိုပြန်လဲသိမ်းယူနိုင်ဖို့အလားလာကောင်းနေရှိနေပြီးတော့နောင်ကျုံမြို့နဲ့ငားမိုင်ကျော်အကွာမှာရောက်ရှိနေပြီးနောင်ကျုံမြို့ကိုအခြေမရွေးအိတ်ထဲထည့်လို့ရတဲ့အနေအထားမျိုးရှိနေတယ်လို့သိရပါတယ်။ဒါပေမဲ့ NASA ကလက်ရှိအချိန်မှာနယ်လျင်ဘေးတံသင်းသူတွေကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့ကြေညာချက်အတိုင်းဆောင်ရွက်နေပြီမြေ TNNA အဖွဲ့ကို တော့တက်တွေပြန်ဆုပ်ဖို့ကြံစည်ပေးလိုက်တယ်လို့သိရပါဗျ။ဂျာမကအရေးစိတ်ဝင်စားသူတအုပ်ကတော့ကျွန်တော်ကြားသိရသလောက်ဆိုရင်တော့နာဆကအစိုးရဟာ TNNA အဖွဲ့ကိုတက်တွေပြန်ဆုပ်ဖို့တောင်းဆိုထားလို့သိရပါဗျ။နာဆကအစိုးရက TNNA အဖွဲ့ကိုအသေးခံတိုက်မလာဓမ္မမဟုတ်တက်တွေကို ကိုဘာသာပြန်ဆုပ်မလာညှိနှိုင်းပြီးတော့မိမိနေရာပြန်ယူမလာစားရဲချက်တွေတောင်းဆိုထားပါဗျ။ တရနနီအဖွဲ့ကိုနောင်ချူမြို့ကြောင်မဲမြို့တေဘောမြို့ကပြန်ဆုတ်ခွာဖို့တရနနီတပ်တွေကိုမန်တုံနမတူဘက်ကို ပြန်ရွှေ့ခိုင်းတယ်လို့ကြားမိရဆိုပြီးတော့ပြောပါတယ်။စီအင်းနဲ့နိုင်ငံရေးအကြောင်းတွေကိုပြောဆိုနေသူတဦးဖြစ်တဲ့ခေဖုံးခအမည်ရှိရဲ့အကောင့်တစ်ခုကလည်းနာဆာကအဆိုရကတရနနီအဖွဲ့ကိုရန်တန်ပေးလိုက်တယ်လို့အေဗီလာ28ရက်နေ့မှာ၎င်းရဲ့ TikTok လူမှုကွန်ရက်အကောင့်ကနေအခုလိုမျိုးပြောဆိုခဲ့ပါတယ်။ ီနေ့ဆမ်းမြောက်နေထားတဲ့ပတ်သက်တဲ့စစ်ရေးအခြေအနေကိုတင်ပြချင်ပါတယ်။တင်ပြသူကတော့ကျွန်တော်ခေပုံမှတ်ကိုရံမဲဖြစ်ပါတယ်ဗျာ။ဒီနေ့ဆမ်းမြောက်အခြေအနေကတော့လာရှုကိုတနိုင်ကလုံးတကဘာလုံးသိထားပြီးသားဖြစ်တဲ့အတွက်ကြောင်မဲနောင်ချူတီပေါ်အကြောင်းပြောပြချင်ပါတယ်။အဲ့တော့မနေ့က29ရက်နေ့မနေ့9နာရီ40ပေါ့။ပြန်ပြောပါမယ်။မနေ့က29ရက်နေ့နနက်9နာရီ40မှာမြမတက်မတော်ကနေမှတီပေါ်ကြောင်မဲနောင်ချူမှာ ချစ်တာရာကြီးထိမ့်ချုပ်ထားတဲ့ပလောင်တပုံလေး TNLA တီနီလာအိအဖွဲပေါ့ဗျာအဲ့ဒီအဖွဲကိုရာဇဒန်တခုပို့လိုက်တယ်ရာဇဒန်နော်ရာဇဒန်ပြန်ပြောမယ်တီမောကြောက်မယ်နောင်ချူအနီနာတက်ဝိုက်မှာစိုးမိုးချစ်တာခဏထိမ့်ချုပ်ခွင့်ရထားတဲ့ပလောင်တပုံလို့ခေါ်တဲ့ TNLA တီနီလာအိအဖွဲကိုနိုင်ငံတော်အစိုးရကနေမှမြန်မာတပ်မတော်ကနေမှရာဇဒန်တခုပို့လိုက်တယ် အဲ့ရာသတ္တမှာအချက်1 2 3သုံးချက်ပါတယ်။နံပါတ်1အချက်ကညီနောင်တို့တိုင်းရင်းသားဖြစ်တဲ့အတွက်မြန်မာလူမျိုးဖြစ်တဲ့အတွက်လေးစားထောက်ထားညှတာသောအဖြစ်မြို့အပြည့်စည်းမခံမဲနဲ့ကိုယ့်နေရာကိုကိုပြန်သွားမလား။အဲ့ဒါနံပါတ်1အချက်။နံပါတ်2အချက်အသေးခံပြီးတော့ပဲစစ်သားစစ်သားချင်းနိုင်ငံတော်ရှင်ပြီးတော့ နိုင်ငံတော်အဆင့်ကိုရှင်ပြီးတော့တိုက်ပြီးတော့အပေခံပါလားနောက်တစ်ခုအဲ့ဒါအရန်ထူဆန်းတဲ့အချက်တော့အရန်ထူဆန်းတဲ့အချက်ညှိနှိုင်းမှုနဲ့ပဲပြည်လဲပြီးတော့ပဲကိုယ့်နေရာကိုသွားကြမလားကချင်ကရားကရင်ချင်းမွန်ပမာရခိုင်ရှမ်းဆိုတာကိုယ်တိုင်းရင်းသားအချင်းချင်းနေပဲကျွန်တော်အမြဲတမ်းပြောခဲ့တဲ့ light တွေရှိရဲ့သိရင်တောင်းမှတမီထဲမှာမြုပ်ကားတာဒါပလောင်သဘုံဒါကချင်သဘုံဒါကရင်သဘုံဒါဒါပမာဒါမြန်မာစစ်သားပေါ့နော် တမီထဲမှာမြုပ်သွားတဲ့ညီကူမောင်နှမတွေဖြစ်တယ်။အဲ့တော့မနေ့ကပို့လိုက်တယ်9နိုင်လေးစမှာပို့လိုက်တယ်မြမတက်မတော်တဲ့ရာဇသန်သည်နော်တိုင်းသားတို့အမြင်မတူလို့တိုက်ပွဲဖြစ်ကြတယ်ဆိုပေမဲ့ဒီမျိုးတွေမပြက်စီးရအောင်ကောင်းကောင်းမွန်မွန်ပဲကိုယ့်နေရာကိုကိုပြီးတော့ပြန်သွားကြမလားအရှင်တွက်ထွက်မလားနောက်တစ်ခုအသေးတွက်ထွက်ချင်သလားတမန်ဖို့ရင်နှိမ့်နိုင်မှုနဲ့အဆင်ပြေပြီးတော့ပဲ မြို့အလုံးရွာအလုံးကနေထိတ်ကျုပ်မှုကနေဆုံးခွာပေးမလားပေါ့မြန်မာတပ်မတော်ကပို့လိုက်တဲ့ရာဇသံပြည်တော်စုတမရမြန်မာနိုင်ငံတော်အစိုးရရဲ့အောက်မှာရှိတဲ့ပြည်တော်စုကချင်ကရကရင်ချင်းမွန်ဘုံမရေကန်ချင်းတိုင်းသား135မြို့နဲ့ဖွဲ့စည်းရတဲ့မြန်မာတပ်မတော်ကပလောင်တပုံကိုရာဇသံပို့လိုက်တာအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ကတင်ထားတယ်မင်းတို့ရွေးချယ်မှု twice query three way ရှိရဲ့လို့အသေးထွက်မလားအရှင်ထွက်မလားအရှင်ထွက်ရင်မင်းတို့ဘိုးဘိုးမမားတဲ့ကိစ္စဆိုင်မယ်လို့ပြောတယ် အသေးထွက်ကျင်တော့လဲတရဏဂုံတင်ပေါ့ဒါမှမဟုတ်လို့ငါတို့ကတော့လုံးဝပဲကွာဟဲ့အောင်အေးစေးပေါ့ဒီတိုင်းပဲနေမင်းတို့တိုက်လဲတိုက်ပေါ့နိုင်ငံတော်ရှင်တိုက်နေတဲ့သဘုံမြန်မာနိုင်ငံမှာပေါ်ပြီလားပုံကျုပ်အွန်ဆန်းတည်ရဲ့နေရာစပြီးတော့အခုဒီနေ့2025ခုနှစ်လီလာပဲ28ရက်နေ့ဒီနိုင်ငံတော်ရဲ့ဖွဲ့စည်းထားတဲ့တည်ရောက်မှုတက်မတော်ကိုရှင်တိုက်နေတဲ့သဘုံပေါ်ပြီလားလို့အဲကြောင့်မလို့ဒုတိယအကြိမ်ထပ်ပြောခြင်းဖြစ်ပါတယ်ဒီဘောနောက်ဆုံးကြောင်းမဲ့အဲ့မှာရှိရဲ့သဘုံလေးအားလုံး အလိုက်တိတိကိုမိသားစုအသက်ကိုကုန်ခဲ့ပါကို့အသက်ကိုကုန်ခဲ့ပါမင်းတို့ပလောင်တပုံဆိုတာလည်းငါသိတယ်မင်းတို့ဗုဒ္ဓဘာသာထေရဝါဒတွေပဲတကယ်မှခရစ်ယာန်ဟိန္ဒူမွတ်စလင်မပါဘူးအကုန်လုံးဒုဗုဒ္ဓဘာသာထေရဝါဒတွေဖြစ်တဲ့အတွက်မြို့ပြတ်ခံပြီးတော့မိုက်မာလာ တာဖုံးကျော်အသေးခံပြီးမိုက်မာလာတာဖုံးကျော်အရှင်တို့ထွက်မာလာတာဖုံးကျော်အဲ့တော့ပလောင်တဘုံလေးရဲ့ဆုံးဖြတ်ချက်တွေတာဖုံးကျော်ပုံမှန်မှုတွေတာဖုံးကျော်ဆိုတဲ့အဲ့ပလောင်တဘုံရဲ့အကြီးကြီးဖြစ်တယ်ဒီကောင်မြန်မာ အစိုးရဖွင့်ထားတဲ့ကျောင်းမှာဒီကောင်စာတက်ဒီကောင်လာပညာတက်ပညာတင်ပြီးတော့မှဒီကောင်ထိုက်တဲ့နဲ့အရေးချင်းကိုရောက်နိုင်ငံတော်အစိုးရတင်ပေးတဲ့ပညာကိုဒီကောင်တတ်ထားတယ်အဲ့တော့ဒီကောင်လည်းစာတက်ပြီးတဲ့တယောက်ပဲဖြစ်တယ်အဲ့တော့နိုင်ငံတော်အစိုးရရဲ့ကျေးဇူးကိုတစ္ဆာထောက်ထားသောအဖြစ်ညီကိုမိသားစုပြီးရမဖြစ်ချင်ဘူးနိုင်ငံတော်ဆိုတော့အရင်အင်အားကြီးမာတယ်မင်းတို့အစင်ရစည်းစည်းနဲ့ပြေမို့တောင်းမယ်ရှိရဲ့အဲ့တော့မနေ့က29ရက်နေ့9:40မှာမြန်မာတပ်မတော်ကပေးတဲ့အမိတ်ရာဇသံကိုမင်းတို့ ကောင်းကောင်းပုံပုံလက်ခံပြီးဖြည့်ရှင်းပါလားအပြည့်အတွက်အရှင်အတွက်ဒါမှမဟုတ်ရင်လည်းမြင့်နိုင်မှုဒီသုံးခုနဲ့သွားပါလားလို့ပြောရင်းနဲ့ဒီ group file ဒီမှာနေနေကုန်ချုပ်တယ်မချုပ်ခင်တခုပြောမယ်ရှမ်းပြည်နယ်မြောက်ပိုင်းကမကြောက်ဘူးဗာမြန်မာနိုင်ငံကြီးမြန်မာနိုင်ငံကြီးအလားအလာဟာနိုင်ငံကြီးနဲ့စီးရဲနှစ်ခုတွဲသွားတာအဲ့အောက်မှာအလဲမာရှိတာကစီးပွားရေးပေါ့အဲ့တော့ကောင်းကောင်းမမွန်နဲ့ကိုယ့်နေရက်ကိုပြန်ပြီးတော့မှ နာဆာကလို့ခေါ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမြန်မာတပ်မတော်နဲ့ညှိနှိုင်းပြီးတော့အေးကျန်းကျန်းလေးပဲနေမာလာသူ့မုံအသေးခံမာလာလို့ပြောရင်းနဲ့ဒီပရိုဖိုင်ဒီမှာနေကုန်းချုပ်တယ်ကျွန်တော်ခေပုံခါပါမြန်မာပြည်ကြီးကိုလက်ပါဗျာဒါရှုံမျိုးကနေကိုကန်လက်နဲ့ကိုင်အဝေး MND တက်တွေပြန်လဲဆုတ်ခွာခဲ့ပြီးနောက် TNN အဖွဲ့ဝင်တွေစိတ်သက်ကြဆင်းနေပြီးဆုတ်ခွာထွက်ပြေးဖို့ပြင်ဆင်နေရလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်စီစိတ်ဝင်စားသူတအူကတော့ MNDA ကိုကန်တက်ဖွဲ့က နာဆက်ကအစိုးရနဲ့အပြည့်ရက်ပြီးရောက်သုံးကောင်ဘဝကနေတရုတ်နိုင်ငံရဲ့ထိရိုက်အောက်ကိုလမ်းခွဲခုံလုံသွိုက်နေရမှာပဲတရနန်နေပလောင်တက်ဖွဲ့အတွက်မိုးကြိုးပစ်ခံရသလိုဖြစ်ခဲ့တယ်။တရနန်နေပလောင်တက်ဖွဲ့အတွက်အတိတ်နမိတ်ဆူဆူဝဝခံစားရနိုင်ပြီးသူတို့အခြေအနေသူတို့မူရင်းခွန်အားသူတို့အနေအထားဘလို့ဖြစ်လာနိုင်မလဲဆိုတာခံမန်းကြည့်ရင်သိနိုင်ပါတယ်။အဲဒီချက်ကိုသိနေတဲ့နာဆာကအစိုးရကလည်းအခြေမဆောင်တော့ပဲမကြခင်မိုးတိန်ကာလကြာရောက်မှာဖြစ်တဲ့အတွက် မြင်းမြန်ဆက်ဆက်စစ်စင်ကြီးတွေရေးဆွဲအတီးပြုတ်ကနောက်ကြိုဘက်ကိုစစ်ကြောင်းစီပြီးဆက်လွတ်ပြီးတော့တရနနေပလောင်တပ်ဖွဲ့တွေစိတ်တက်ကြဆင်းနေချိန်မှာအခွင့်အရေးမိမိရအသုံးချပြီးစစ်တက်ထို့ဖို့ဖြည်းဖြည်းချင်းလှုပ်ဆောင်လာတယ်။ပထမခြေလန်းဒုတိယခြေလန်းစတင်လှုပ်ရှားစပြုလာနေပါတယ်။ထုံစံအတိုင်းစီယုံထဲမှာအသာလေးထိုင်အမိပေးနေတဲ့တရနနေဗဟုလူကြီးတွေကတော့အပြည့်ရဲ့ဆွေးနွေးမယ်။ဘာညာနဲ့ထိန်းကျုပ်နေမျိုးကိုပြည်သူလူထုနဲ့လက်တွဲပြီး ပူပေါင်းကာကွယ်မယ်ပြောနေပေမဲ့တကယ့်အစ်မြေပြင်မှာလက်တွေ့တောင်းဝန်ကြားတဲ့ TNL ခြားတိတ်လူငယ်ပလောင်စစ်ဖို့တစုကတော့ပြေးဖို့စုပ်ဖို့ပြင်ဆင်နေရတယ်။ TNL ပလောင်စစ်ဖို့တစုဟာဘဲပြည်သူလူထုကမှသူတို့နဲ့ပူပေါင်းကာကွယ်ပေးမှာမဟုတ်ဘူးစွာသိထားရတယ်။ငါတို့မနိုင်မဲရှုံမဲရင်းမိနေရော့ခွာစစ်ပစ်ပြီးတက်တွေဆုပ်ပြီးပျောက်ကြားစနစ်ကိုတုံးဖို့စီစဉ်နေရမျိုးဖြစ်တယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ တရနနေ့အခွဲတွေနာဆာကတက်တွေကိုအသေးခံမတိုက်ဖိတက်တွေပြန်စုပ်ကညှိနှိုင်းပြီးတော့နေရာပြန်ယူမယ်ဆိုရင်တားရွှေဟိုထန်းတဲ့ဂိမ်းမျိုးဖြစ်လာနိုင်ပွဲရှိနေပါတယ်။ဒါကြတော့တရနနေ့အခွဲဟာထိန်းချုပ်ထားတဲ့မျိုးကနေတက်တွေပြန်မစုပ်ဖိနာဆာကတက်တွေကိုအသေးခံပြန်တိုက်မဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့မယ်ဆိုရင်တရနနေ့အခွဲတွေထိခိုက်ပျက်စီးမှုတွေအပြင်ကြီးမားတဲ့ဖီအားတွေထက်မဲ့ရင်ဆိုင်ရွယ်ရှိနေပါတယ်။ဘလိုပင်ဆိုနေစေကမို့လက်ရှိအချိန်ဟာ တောင်းလနဲ့ကန်အဖွဲ့တီယန်နီအဖွဲ့အတွင်ဂျင်းနေချက်ထိရောက်ရှိနေရတဲ့အချင်းတို့ဆွနိုင်ပြီးတော့တီယန်နီအဖွဲ့ဟာဘယ်လန်းချောင်းကိုရွေးချယ်မလဲဆိုတာကတော့စေဝင်စားပွဲစောင့်ကြည့်ရပွဲရှိနေပါရဲ့ရှင်